အားလုံးပဲမင်္ဂလာပါဒီနေ့တော့ Fox New Didn't Top Jet နဲ့ Do Intrude the Didn't Top Enjoy More Color Live Do Plus တို့ရဲ့အရာကိုဆွေးနွေးတော့မှာဖြစ်ပါတယ် Does the president have full confidence in his national security team? President Trump absolutely has the full confidence in his staff. ဒီနေ့မှာ Didn't Top ကမေးလိုက်ပါတယ်တမတ်ဒေါ်နယ်ထရပ်ရဲ့လုံခြုံရေးအဖွဲ့ကိုယုံကြည်လို့ရလားဆိုပြီးမှပြောလိုက်တာဖြစ်ပါတယ်ဒီချိန်မှာဒီ Intrude တင်းထောက်ကပြန်ပြောလိုက်တယ်ကျွန်တော်မျိုးသားရဲ့လုံချုံရဲ့အဖွဲ့ကိုကျွန်တော်အပြည့်ဝယုံကြည်လို့ရပါတယ်ဆိုပြီးမှသူကပြန်ပြောလိုက်တာဖြစ်ပါတယ် security that includes our great national security advisor like Walt Secretary Pete Hegseth and the American people should ကျွန်တော်တို့မှာထုတ်တိတဲ့အဖွဲ့တစ်ဖွဲ့ဖွင့်ထားပါတယ်ဒါကတော့ဘူဒိုင်းရဲ့လုံချုံရဲ့အကြံပေး Mark Warren နဲ့အတူ Bill Hazen တို့ပါဝင်တဲ့လုံချုံရဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်ဆိုပြီးမှသူကပြန်ပြောလိုက်တာဖြစ်ပါတယ် these individuals, and especially to President Trump, for putting together. အတူအဒီညမှာပြောရပါတယ်သူတို့ဖြစ်ကြတို့တန်တထွန့်ကိုကျေးဇူးတင်တဲ့ဆိုပြီးမှသူကပြောဆိုသွားတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီအမေရိကန်တန်တဒိုနယ်ထရန့်အဖေကြီးအဖွဲ့ကိုဖွဲ့စည်းနိုင်ခဲ့တာဆိုပြီးမှသူကဆိုချင်တာဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်ပြည်သူများဒီထွန့်ကိုကျေးဇူးတင်တဲ့ဆိုပြီးမှပြောနေတာဖြစ်တယ်။ Such a confident and highly qualified team who are killing terrorists that the Biden administration allowed to run wild in the Middle East. And that is. You know, but ပြန်ပြောလိုက် Biden အစိုးရလက်ထက်မှာဒီအချက်လက်ပန်းမှာဒီတော်ရန်တွေကိုလက်ပတ်ပြပြထားတယ်။ဒီတော်ရန်ပြောတဲ့အခါမှာဒီရမင်းဟိုတင်တပုံအဖွဲ့ကိုပြောထားတာဖြစ်ပါတယ်။ဒီရမင်းဟိုတင်တပုံအဖွဲ့တကို Biden ကလွန်လက်ခွင့်ပေးထားတယ်ဆိုပြီးမှသူကပြောနေတာဖြစ်တယ်။ We had a group of terrorists firing at American naval ships. and commercial vessels in the Red Sea. The Biden administration. ဒီနေရာမှာတော့ဗာပြောလာလဲဆိုရင်ဒီ Biden အစိုးရကဒီလူ့ချက် RPG American System ပေါ်နဲ့ဒီစီးပွားရေးတင်ပို့တွေကိုပိတ်ခတ်ခဲ့တယ်တက်ခတ်လာတယ်ဆိုပြီးမှတော့ပြောနေတာဖြစ်ပါတယ်။ဒါကြောင့်ဒီယမင်းနဲ့ဟိုတင်တပုံဖွဲ့ကဟိုတလုံးမှာဒီ American System ပေါ်ကိုကျွန်တော်တက်ခတ်တယ်တက်ခတ်နိုင်ခဲ့တယ်ဆိုပြီးမှကြွေးကြော်ခဲ့တဲ့အရာတွေတွေ့ရပါတယ်။အဒီရီကိုသူကထက်ပြောလာတာဖြစ်ပါတယ်။ remove the foreign terrorist designation from this radical terrorist group, allow them to take these actions, put American lives at risk, shut down the freedom of navigation in the seas. And because of the effort of my colleagues and President Trump, we are now killing you. <laughs> ဒီနေရာမှာသူကပါပြောလာလေဆိုရင်ဒါပေမဲ့ကိုထအစိုးရတက်လာတဲ့အခါမှာဂျီလူတို့ကအကျန်းဖက်ဓမ္မလို့ပြန်လဲတတ်မှတ်လိုက်တာဖြစ်ပါတယ်ဒီတတ်မှတ်လက်ပြီးမှာဒီရဲ့ချိန်မုန်းနေတာဖြစ်တယ်ဆိုပြီးမှသူက ဆက်ပြောလာတာဖြစ်သွားတယ် terrorist we have read that as a foreign terrorist organization in Americans in the world are safer because အဲဒါကျွန်တော်တို့လုပ်ပုံစံဆောင်ဖဲနဲ့အတူတူတမ်သတ်တဲ့ trade ရဲ့ကျူစာအားထုတ်မှုကြောင့်ဖြစ်တယ်ဆိုပြီးမှသူကဆက်ပြောနေတယ် people Jeffrey Goldberg ဟာဒီနေရာမှာမတော်ခင်မှာဒီ Putin တပုံအဖွဲ့ကိုဒီအကြမ်းဖက်အဖွဲ့စည်းဆိုပြီးမှ ပြန်ပြောင်းလိုက်ပြီဆိုပြီးမှသူကပြောနေတာဖြစ်ပါတယ်ဒီပြောင်းပြီးမှနေနေလိုက်တဲ့အခါမှာဒီအမေရိကန်ကပူလို့ချုံတာသူဆန်းနေတာမဟုတ်ဘူးလားသူဆန်းနေတယ်ဆိုပြီးမှသူကပြန်ပြောလိုက်တယ်ပေါ့နော်ဒီဒီရဂူနေနေလဲချင်အားပြီးပူပြီးလုံချုံလာတယ်ပူပြီးစိတ်ချမှုရှိလာတယ်ပူပြီးလုံချုံမှုတွေရှိလာတယ်ဆိုပြီးမှသူကပြောနေတာဖြစ်သွားတယ် on your team's side and also could have been something a little more mischievous. uh, on Goldberg's side, as you heard Walt say. What do you think about this character? မင်းရမှာ Jeffy ကပြင်းနေပါလေ Jeffy Google Time တတင်ဟိုတင်တပုံအဖို့တကိုဒီနင်းနေတဲ့ဒီ show ဆာပဲသူတို့တင်းမင်းတရားထံမှာဒီမျိုးမားရောက်သွားတဲ့အရာကိုတင်းကဘယ်လိုမျိုးထင်နေဆိုပြီးမှသူကပြန်ပြောလာတာဖြစ်ပါမဲလာတာဖြစ်ပါတယ်

အဒီနေမှာပြောနေပါတယ် group chapter မှာကျွန်တော်တို့ပုံမြင့်တဲ့ပြဿနာမကြခင်ဖြစ်ရှင်းနေမယ်လို့ဒီမျော်လင့်တယ်နောက်ပြီးဒီအမျိုးသားလူချင်းရဲ့အဖွဲ့ကလည်းကျွန်တော်ထံမှလည်းကျွန်တော်တို့ကြားရတယ်ဆိုပြီးမှတော့ပြောနေတယ်ဒါကြောင့်ယူမင်းဟိုတင်အဖွဲ့ကိုနင်းနေတဲ့အခါမှာသူတို့ရဲ့စစ်စင်ရဲ့စာတွေကိုနောက်အသင်းတွေကိုဒီမာပုံမြင့်မြင်လိုက်တဲ့အရာတွေကိုဒီမှာဆွေးနွေးနေတာပြောဆိုနေကြတာဖြစ်ပါတယ်အကြီးအကဲ team of experts or team နောက်ပြီးဒီအရာတွေကိုဒီ Illumat အဖွဲ့နည်းပညာအဖွဲ့တွေကဒီ Inquito နဲ့ဒီ Amuta လုံခြုံရေးအဖွဲ့ကိုကြည့်နေတယ်ကြည့်ပေးနေတယ်ဆိုပြီးမှသူကပြောဆိုနေတယ် council of all dignity matter of course to ensure this never happen again it is you ဒီညမှာတော့ပြောလာတယ်နောက်ချက်မဲ့ဖြစ်လာအောင်တေချာလဲလွတ်ဆောင်ရတယ်ဆိုပြီးမှာဒါပြန်ပြောနေတယ် president of the national security advisor himself ဒီညမှာမြို့တိုင်းရဲ့ လုံချုံရဲ့အကြံပေးဒီမိုက်ဝက်ကူတန်ကလည်းတခြားလဲပြောထားတဲ့အတွက်ကြောင့်ကျွန်တော်တို့တခြားလဲလှုပ်ဆောင်နေပါတယ်ဆိုပြီးမှပြောနေတယ်ဟာဒီနေပါဒီမိုကရက်လက်ထက်မှာလည်းဒီဆက်သွယ်ရေးနဲ့ပတ်သက်ပြီးမှသူတို့မကောင်းခဲ့ပါဘူးဆိုပြီးမှပြောဆိုနေတာဖြစ်ပါတယ် ကောင်းတာမတွေးခဲ့ပါဘူးဆိုပြီးမှသူကပြန်ပြောနေတယ် This spirit has sensationalist story out of a basic set of facts. If the president and our team have been incredibly transparent about what ဒီမှာသူပြောနေတဲ့စစ်ကူရေးဆန်တဲ့ဇလန်တပုတ်ကိုလစ်စားတာတဲ့ပူကောင်းတာဘာမှမရှိဘူးဆိုရင်မှသူကဘိုင်ဒန်အစိုးရကိုတော့ဆိုတော့ဖြစ်ပါတယ်။ Happy new classified information was shared in this group chat. တော့ဒီအဖြစ်ပြက်တွေကိုဒီ group chat ထဲမှာလည်းမြတ်မြတ်ဝေတာမြတ်ဝေထားခြင်းတွေမရှိပါဘူးဆိုပြန်သူကပြောနေတယ်။အဲ့ဒီမှာခုနကပြောတာကဒီမူ credit တွေကငါတို့လက်ထက်မှာဒီအမျိုးသားရဲ့လုံခြုံရေးအချက်တဲတွေရှိရဆိုပြီးပြောနေတာကိုမိယုံလားဆိုမြတ်တော့ပြောနေတယ်။ငါတို့ဒီလိုမလုပ်ခဲ့ဘူးဆိုရင်ဆိုပြီးတော့ပြန်ပြောလာတယ်။ It's the same playbook they ran with the Russian 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 အဲဒီနေ့မှာရုရှားတွေပါရုရှားနဲ့အတူပြင်းနေတဲ့ဖဲပုံးနဲ့တူတူပါပဲဆိုပြီးမှသူကပြန်ပြောနေတယ်အဲဒီနေ့မှာပြန်ပြောရတယ်တမ်တာထရန့်ကဒီဇလန်စကီနဲ့လေဖုန်းခေါ်ဆောင်မှုတွေရှိတယ်နောက်ပြီး ရုရှားတမ်တားနဲ့လည်းဖုန်းခေါ်ဆောင်မှုတွေရှိခဲ့တယ်။ဒါပေမဲ့ရုရှားတမ်တားကတော့လင်ညာမှုတွေရှိလာတယ်ဆိုပြီးမှသူကပြောလာတယ်ပေါ့နော်။နောက်ပြန်ပါလင်ညာမှုတွေပေါ့။ဒီနေရာမှာဗာပြောလာလဲဆိုရင်ပေတင်ကိုဒီစာရွက်စာတမ်းတွေကိုဒီမင်္ဂန်တမ်တားတော်နဲ့ check ကတင်းတင်းနိုင်တဲ့အယောဝင်အားနာရှိတယ်ဆိုပြီးမှသူကပြောနေတာဖြစ်ပါတယ်။ Education is a national security crisis. They are good at fear mongering the American public, but not it. Now we the ဆာရွေးဆန်တန်းတွေကြောင်းဒီအမေရိကန်တမတ်တို့နဲ့ train ကတရားလေးရေးဆန်ခဲ့ရတယ်။ဒါပေမဲ့အမှုပေါင်းများစွာနဲ့သူ့ကိုဆွဲခဲ့ရတယ်။အရင်ဆန်လိုက်တဲ့အခါမှာဒီတမတ်တို့နဲ့ train ကအနိုင်ရရှိသွားတာဖြစ်ပါတယ်။ဒါကြောင့်ဒီရက်ကသူကပြန်ပြောလာတာဖြစ်ပါတယ်။ဒါကြောင့်ဒီမျိုး တရားတွေဆန်လိုက်တဲ့အခါမှာဒီအရာကသူလှုပ်ဆောင်တဲ့အရာကမှန်လေဆိုတော့ကိုတွေ့တယ်မဟုတ်လားဆိုပြန်တော့ပြန်ပြောတာဖြစ်တာ။နောက်ဒီဟိုကပြောနေပါပြီ။အခုက Jeffrey's Google Magazine ဟာတိုင်းတယ်လို့နေပါဖြစ်နေတယ်ဒီ magazine ဌာနတစ်ခုဖြစ်တယ်ဆိုပြန်တော့ပြန်ပြောနေတယ်ပြောလာတယ်။ getting things done moving at Trump's speed to make this world a safer place. Howdy, Namadu. ပါပြောတော့လဲဆိုရင်ဒီမြင့်မြတ်တဲ့နေရာတစ်ခုစီကိုဒီထရန့်ကအရှင်ဟုန်နဲ့လှူဆောင်နေတဲ့အရာတစ်ခုဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်ဒီရတယ်ကဘာမှမလုပ်ဘူးဆိုပြန်သူကပြောနေတာဖြစ်ပါတယ် almost flawless, and a lot of great action taking place to protect and help the American people at all levels. Does, do you consider this slowdown, uh, open the road? How did you characterize it? I think that didn't help us. ကျန်ဘာမဲလာလဲဆိုတမတ်တနထရင်လာတာလှုပ်ဆောင်လာတဲ့အခါမှာဈေးကွက်မတင်ငင်မှုတွေရှိလာတယ်။ဒါပေမဲ့ American Pizza တွေကိုကောင်းမွန်တဲ့နေရာတစ်ခုကိုပို့ဆောင်တဲ့အတွက်ကြောင့်ဒါက ဇက်ကွက်မတင်ဖို့ပြဿနာကကြီးမားတဲ့အရာတစ်ခုမဟုတ်ပါဘူးဆိုပြီးမှပြောခဲ့ပါတယ်ရှိပါတယ်။နောက်သားတွေကထွန်းရဲ့လွတ်ဆောင်မှုလမ်းတွေကိုတည်းအချင်းမော့တွေဖြစ်စင်မလားနောက်နေစင်မလားဆိုပြီးမှတင်ပြလို့ဆက်လဲဆိုပြီးမှတင်ထားမှာမင်းနေတာဖြစ်ပါတယ်။ Now, we are moving full speed ahead here at the White House. We still have the momentum because we have a president who knows how to fight. Three seconds. You never thought about it. No way. ချင်းငေါ့တွေနောက်နေဆင်မှာမဟုတ်ပါဘူးတဲ့ထန်းကဘယ်လိုမျိုးတွန်းလှန်နေလဲလင်းမင်းနေမဟုတ်လားဘယ်လိုမျိုးလုဆောင်လဲဆိုတော့မင်းမင်းနေမဟုတ်လားဆိုပြီးမှပြောနေတာဖြစ်သွားတယ်ဒါကြောင့်ဒီအမေရိကန် ကျဲမှာလည်းခုမှပါရှိလဲဆိုရင်သူတို့မှာဈေးကွက်တင်ငမိုးတွေရှိလာတယ်နောက်ပြီးတမ်ဒထရန်ရဲ့လုဆောင်မှုမားတွေထိခတ်မှုတွေများစွာရှိလာတယ်နောက်ပြီးကြီးထောက်ပံ့မှုတွေကိုများစွာရက်ဆက်တဲ့အရာရှိလာတယ်ဒါကြောင့်ဒီရဲ့အကြောင်းသူတို့မှာထင်းငော့တွေရှိလာမှာဆိုပြီးမှဒီအတင်းထောက်ကမင်းနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီ impure တင်းထောက်က no base ဆိုပြီးမှပြောလာတာကိုတွေ့ရပါတယ် ဒီနေရာမှာဒီမီဒီယာတွေကဒီစစ်ကိုရင်ဆန်တဲ့ဒီကောင်းစီတွေပဲတက်ပြီးမှပြောဆိုနေတာဖြစ်တယ်ဆိုပြီးတော့ပြန်ပြောရတယ်။ He brought the press into that meeting with his ambassadors because he wanted to set them on the straight and he wanted to take direct uh, questions. ဒါဒီနေရာမှာ GIR မှတ်တမ်းတွေကတော့ဒီချက်ဖြူစေချင်တဲ့ကြောင့်ဒီတည်င်းနဲ့ပတ်သက်ပြီးမှဒီပင်တင်ကိုကိုတိုက်ရဲမဲခုတွေလာဖြစ်ပါတယ်ထုတ်ဆက်လာဖြစ်တဲ့အစပြီးမှပြောရတာဖြစ်ပါတ အဒီနော်ဒီဒင်းသူတွေကိုဒီဖြတ်တင်လိုက်တာဟာအမေရိကန်ပြည်သူတွေအတွက်ထက်တန်တယ်ဆိုပြတဲ့သူကဒီမှာပြန်ပြောနေတာတွေ့ရပါတယ်။ဒါကြောင့်ဒီဒင်းသူပြောတဲ့အခါမှာသူတို့ကဟိုအရင်ကမှလည်း VO နဲ့ RFN တွေသူတို့ကဖြတ်တင်လိုက်တဲ့အရာကိုတွေ့ရတယ်။နောက်ပြီးဒီဖြတ်တင်လိုက်ချင်ကြောင်းဒီသူတို့နဲ့ဆက်ဆံတဲ့အရာအားလုံးမှာလည်းသူတို့ရင်နိုင်ရရှိတာ။ဒါကြောင့်ဒီမျိုးဖြတ်တင်လိုက်တဲ့အရာတွေကတော့သူတို့ကကြည့်ရတယ် တင်းတူလို့တတ်မှတ်တဲ့ပုံစံဖြစ်နေတယ်။ဒါကြောင့်ဒီရက်ဖြစ်တင်းမှချက်ကအမေရိကန်ပြည်သူတွေတက်တတ်တယ်ဆိုပြီးမှသူကပြောနေတာဖြစ်ပါတယ်။အမှန်တကယ်တော့ဒီအစိုးရကနေလည်းတည်တည်တင်းဌာနတွေကမြန်ကြီးထပ်ပန့်တာတွေ့ရတယ်။ဒီထပ်ပန့်ငွေတွေကလည်းပြည်သူတွေစီကနေလာတာဖြစ်တယ်ဆိုတဲ့အကြောင်းသူကပြောဆိုနေတာဖြစ်ပါတယ်။ဆိုလို senior မှာကျွန်တော်ရှက်ဆက်ပြီးမှ လှုပ်ဆောင်ရမယ်နောက်ပြီးမူဝါဒကျင်ညာချက်တွေဒီဘက်မှာကျွန်တော်တို့ရှိတယ်လက်မှတ်ထိုးဖို့ရှိတယ်ဆိုပြီးမှပြောနေတာဖြစ်ပါလားအမေရိကန်ဘုတ်အလုံးချုံရဲ့အသက်တောင်ပိုင်းနဲ့ဆက်တဲ့ရတဲ့ကိုတရားမဝင်ရောက်လာတဲ့သူတွေကိုသူကသာသာရှိဖို့ဒီရတယ်ပြောနေတာဖြစ်ပါလား now american ဘောအလုံးချုံရဲ့အသက်ဆိုပြီးမှပြောနေတယ် energy to bring down the inflation nightmare to the Biden administration. ဒီနေ့မှာသူပြောနေ Biden အုပ်ချုပ်ရဲ့အခါမှာ Biden အစိုးရအုပ်ချုပ်တဲ့အခါမှာဖြစ်ပေါ်နေတဲ့ပြည်ငွေကြေးဖောက်ပွန်းမှုတွေကိုလည်းသူတို့ဖြေရှင်းဖို့ရန်ရှိနေတယ်ဆိုပြီးမှပြောနေတယ်။ Your laser focus on the continuing to deliver on President Trump's priorities. Another area where the focus is on is what we're talking about. Now, with the ခုနရှေ့မှာသူကပြောသွားလဲဆိုရင်ဒီ American Swine ထုတ်လွှင့်မှုတွေကလေသူကဆက်လက်ပြီးလူဆောင်ဖို့ရင်ရှိတယ်ဆိုပြီးတော့ပြောနေတယ်။အဲတော့ Trump ကတော့သတင်းသူတွေကိုသူကခွင့်မပြုသူလို့လက်နက်နဲ့တရားစင်တာကိုလည်းလက်နက်နဲ့ဖြည့်ရှင်းတာကိုလည်းသူကခွင့်မပြုဘူးဆိုပြီးမှပြောတော့တာဖြစ်ပါတယ်။ Even though we are used to this, what did the university president Trump say something about the future? He's in your office for a reason because he fights. ဒီနေရာမှာတော့အာမပြောတော့လဲဆိုရင်ဒီစနစ်ကတော့ဒီ Biden စနစ်ကတော့ Trump ကိုနောက်မဲဆဲတဲ့အရာဖြစ်တယ်ဆိုပြီးမှသူကလည်းပြန်ပြောနေတာဖြစ်ပါတယ်။ဒါကြောင့် Trump မဲဆဲကာလမှာသူဒီလိုမျိုးကြုံခဲ့တယ်။သူပြောချင်တာကသူ့ကို လုံခြုံမှုများစွာကြုံခဲ့တယ်။ဒါပေမဲ့ဒီဟာကိုသူကမမှုခဲ့ဘူးပေါ့နော်။ဒါကြောင့်အခုဒီအချင်းမော့ဒီမဲတဲ့အရာတွေနဲ့သူ့အတွက်ဒီဟာတွေကြောင့်အချင်းမော့ဖြစ်စေသွားမှာမဟုတ်ဘူးဆိုပြီးမှသူကပြန်ပြောနေတာဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုရင်သူတို့မှာတတိယဒီကိုစာတွေကိုပူမာတာရှိတယ်။နောက်ပြီးသူတို့မှာမတင်ခင်မှုတွေရှိလာတဲ့စီးပွားရေးကုန်တွယ်မှုတွေရှိလာတဲ့အခါမှာဒီအရေကြောင့်သူတို့ဒီထွတ်အစိုးရဒီကိုဒီနောက်မင်းစင်မှာလားသူတို့ရဲ့လူယုံလို့စင်တွေကိုသူတို့ကိုထိခတ်စင်မှာလားဆိုပြီးမှဒီနေ့သူတို့ညောက်ဆွေးနွေးသွားတာဖြစ်ပါတယ်။အဲဒီနေ့ဗီဒီယိုကအလောက်လဲပါနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်။